ဒီနေ့တော့အိမ်မှာမာလာရှန်ကောချက်မှာဖြစ်ပါတယ်။အတီးရွံ့မှုနဲ့အသားလုံးတွေကိုရောပြုတ်ထားလိုက်ပါတယ်။ပထမအဆုံးအနေနဲ့စီပူရဲကိုကျက်သွင်းပြီးထည့်ပြီးတော့စီတက်လိုက်ပါမယ်။ကြားနေကိုလည်းထည့်ပါမယ်။ကျူးစီတစုံလေးထည့်ပါမယ် ပြီးစစ်သားကိုထည့်ပြီးတော့ရောကြော်လိုက်ပါမယ်စစ်သားနီလာရင်ပြုတ်ထားတဲ့ဝသားတွေကိုထည့်ပြီးတော့ကြော်လိုက်ပါမယ် အရာသာအတွက်ပဲငက်မြားကြီးတစ်စုံလည်းထည့်ပါမယ်။ကြတာမို့အနေငယ်ကိုလည်းထည့်ပါမယ်။မလာအနှစ်ကိုတော့ဒီတစိမ့်လေးကိုအသုံးပြုထားပါတယ်။မလာအနှစ်ခြေကစီရီကိုမယူဘဲငြိုသည့်အနှစ်ဖက်တွေကိုပဲသုံးစုံလောက်ထည့်ကျော်လိုက်ပါမယ်။

ဘုရားသာအားလုံးနှံ့ဆက်သွားပြီဆိုရင်တော့မိမိစိတ်ကြိုင်နာနာမင်းနဲ့မြေပဲလော်တို့ကိုထည့်ပြီးတော့သုံးဆောင်နိုင်ပါပြီ။ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းအောင်ဂျေစုအများကြီးတင်ပါတယ်။